ဆွဲကြိုးရင်းနဲ့ဆွဲတက်ကိုဒါမန်နေဂျာကွက်တက်သူ့ပွဲကိုလိုက်ခဲ့တာပေါ့နော်သူစိတ်ကြီးတယ်မောက်မာတယ်ဘိုကြတယ်အခုအသက်ကတစ်နှစ်နဲ့ရှစ်လကိုဘွားထဲကိုရောက်လာတဲ့ကြောင်လေးကိုကိုကဘာလေးအကောင်းဆုံးဖြည့်ဆည်းပေးမလဲဆိုတာမျိုးအဲအမြဲစဉ်းစားရပေါ့နော်ตาตาลีบา ကိုကိုဖြစ်ပါတယ်နာမည်လေးက COCO ကိုကိုပါ KO KO မဟုတ်ပါဘူးခုနမမြင်လို့ရှူရှူရေးကိုကိုဖြစ်ပါတယ်သားလေးပါသားလေးနဲ့မိတ်ဆက်ပေးမယ်လာခဲ့လာရှူလာချွေးမခင်ဗျာခမီးခမတ်တော်မလားရှိလားကြောင်ရှိလားကြောင်ရှိရလားကြောင်ရှိရလားအော်ကန်စမာပဲရှိတာအော်ကန်စမာရှိရအော်ဒီမှာလေးဒီမှာဒီမှာကြည့်ဒီမှာကြည့်ကိုကိုတဲ့မမြင်အပြင်မမြင်ဘူးမလား ကိုကိုနောက်ဆက်လိုက်စိတ်ဆိုးနေရသူ့ကိုအတင်းကျလောက်လိုက်လို့အရင်စိတ်ကြီးอ่ะသူကအဲ့လိုမျိုး overding overding မောက်မာနေရလက္ခဏာတာကြောတာကြောချိုးလိုက်တာချောလာမအေးတူလို့ပြင်မယ်အရင်ကြောအစိတ်ဆိုးနေရကိုကိုပြန်ရတယ်အရင်စိတ်ဆိုးနေရမာတိတလေးတလေးတိတိကိုနှုတ်ဆက်လိုက်တိတိကိုနှုတ်ဆက်လိုက်ဟုတ်မလို့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်တိတိရွှေသမီးလေးတိတိမင်းသမီးလေးအေးတိတိမင်းသမီးလေး ဒီပဲလေဒါလေးဒီပဲလေအေးနော်ဘယ်စိတ်ဆိုးနေကားပေါ်မာရီကသူ့ကိုခုနအင်ဂျီပေးဝတ်ထားတာအဲ့အင်ဂျီပေးဝတ်ထားတော့မကြိုက်တော့သူအရန်စိတ်ဆိုးနေရဘလို့ရောက်လာလဲဆိုတော့လက်ဆောင်ရတာပေါ့ကလေးလေးကိုမွားကြောင်ချစ်တယ်လေကြောင်ချစ်တယ်ဆိုတော့ကြောင်လိုချင်တယ်ဆိုတော့အာကြောင်လက်ဆောင်လေးရတာပေါ့သူရောက်လာတော့ဆိုတော့တိတ်လေးဒီလောက်လောက်လေးမှာဒီလောက်လောက်လေးအခုအတက်ကတနှစ်နဲ့ရှစ်လဟုတ်ရောက်လာတဲ့ချိန်မှာဆိုသူကဟိုရက်90 ရက်90ကြော်သားမှာနှစ်လတော့မပြည့်သေးဘူးရက်90ကြော်သားမှာမိုးစီရောက်လာတာပေါ့အဓိက long hair ထဲ short hair လေးဆိုရင်ပိုဆင်ပြေမယ်ထင်ပြီးတော့ short hair ထဲရာရွေးလိုက်တာပေါ့ရွေးလိုက်တဲ့ချိန်မှာသူ brick လေးကတော့ british short hair ပေါ့စိတ်တုံနေကားပေါ်မှာသူ့ကိုခုနအင်ဂျီပေးဝတ်လိုက်တာအဲ့ဒါကိုအရန်နေသူ့ကိုဟိုနည်းနည်းလှုပ်လိုက်တယ်လို့ဖြတ်သွားလို့အဲ့ဒါစိတ်တွေကြီးနေအခုထိစိတ်မကြည်ဘူးအဲ့ဒါကြောင့်ဒီမို့သူ့အမှုကျင့်လေးလို့ရှိတယ်။ तू ကလေ तू ရဲ့ character ပြောရမယ်ဆိုရင် तू ကတယောက်တည်း ဒါပေမဲ့နောက်ပိုင်းတော့လေအဲနည်းနည်းလေးလူကတ်လာအဲသူကအဲ့လိုကြောင်ဆိုတော့ကြောင်ရဲ့သဘောတဘာဝအတိုင်းပေါ့နော်သူမှမဟုတ်ဘော့အဲတယောက်ထဲနေတာလည်းများတယ်သူအပြင်နေပါခေါ်ရင် तू ကတိတ်မကြိုက်ဘူးအာတယောက်ထဲဥမာ तू ကအဲ့လို A7 ပဲနေခြင်းနဲ့ coffee site နေပါခေါ်သွားရင်လည်း तू တိတ်မကြိုက်ဘူးအဲ့လိုခဏပဲအဲ့လိုမျိုးအဲအိမ်မှာပဲနေခြင်းနဲ့အိမ်မှာနေခြင်းနဲ့ဆော့ခြင်းနဲ့ तू ကအဲ့လိုမျိုးလေးဆွဲကြိုးရင်းနဲ့ဆွဲချက်ကိုဒါမန်နေဂျာကွက်တက်ကိုသူ့ပွဲကိုလိုက်ခဲ့ရပါတော့ เนาะตาลีနှုတ်ဆက်လိုက်မင်္ဂလာပါခင်ဗျာလို့အဲဘလို့ဖြစ်လဲဆိုတော့ပျော်တာပေါ့เนาะကိုတွေ့အဲ့လိုတွေ့တာဆရာလေးကြောင်လေး အဲတကောင်ရလာတာပေါ့နော်အဲ့အတွက်လဲကိုကလဲကို့ဘဝထဲကိုရောက်လာတဲ့ကြောင်လေးကိုကိုကဘာလေးအကောင်းဆုံးဖြည့်ဆည်းပေးမလဲဆိုတာမျိုးအဲအမြဲစဉ်းစားရပေါ့နော်ကိုကကြောင်နဲ့ခွေးနဲ့ဆိုရင်ဟိုချစ်တယ်ခွေးလည်းချစ်တယ်ကြောင်လည်းချစ်တယ်ဒါပေမဲ့ရွေးရမယ်ဆိုရင်တော့ကြောင်ကနည်းနည်းပိုလေးတာပေါ့နော်ငယ်ငယ်တည်းကလဲအိမ်မှာအိမ်မှာမွေးတဲ့ကြောင်လေးတွေကိုအစားကိုကချစ်တဲ့အကျင့်အကျင့်ရှိရဆိုတော့လေ အဲ့လိုငယ်ငယ်တုန်းကဆိုလို့ရှိရင်ဒီလိုတေချာလေးမွေးရမျိုးမဟုတ်ဘူးအဲ့လိုအိမ်မှာပဲလူကြီးတွေကအိမ်မှာမိုးတော့အဲ့လိုပွဲယုံလဲဖြစ်တော့အဲ့လိုမျိုးဒါပေမဲ့ကျွဲခုတ်ဖို့ဆိုပြီးတော့အဲ့လိုမွေးမွေးထားတာပေါ့နော်အလားလဲတဲ့ကြောင်ဆိုတာဒါပေမဲ့မွေးမွေးလိုက်တာပေါ့အဲ့ဒီကြောင်လေးတော့ဘဝသမင်းနေခိုးကျွေးအဲ့လိုစားစရာခိုးကျွေးအဲ့ဒီကအဲ့လိုချစ်တာပေါ့နော်ကြောင်နေခွေးရောအဲ့လိုမျိုးအော်နိုးတာတခါတလေလေးကိုကအရင်အိတ်လိုက်တဲ့အချိန်ကြာရင်တော့သူ့လက်ကိုလာလာပြီးတော့လာငုံတယ် ထတော့ဆွဲဟာပြီပေါ့လက်ကိုလာဆွဲပြီးလာငုံတယ်ဒါပေမဲ့ तू ကလေအတန်တိတ်မထွက်ဘူးမအော်ဘူးမအော်ဘူးဆိုတာထားပါတော့ तू ကမိုးနဲ့ခန်းထဲမှာမိုးရဲ့ခန်းထဲမှာအိတ်တာအဲ့လိုဆိုတော့အဲ့လိုမိုးဘယ်လိုပြောမလဲအပြင်ထွက်ချင်ပြီးမိုးလို့ အဲအဲ့လိုမျိုး on နေရဲ့အထဲတကားဖွင့်ခိုင်းမှုထဲမပါဘူးမိုးလဲထပြီးကိုကထိုင်တော့မှအဲ့ရတယ်မှာခွေနေတည်းအဲ့ဒါမှအဲထပြီးအိတ်ခန်းတကားလဲဖွင့်ပြီးဆိုမှသူထွက်ချင်ထွက်တယ်အဲ့လိုမျိုးမဖွင့်သေးလို့ဆိုပြီးတကြီးကြီး on နေရဲ့အထဲလဲမပါဘူးအဲ့လိုမျိုးဒီနေ့ပွဲ already ကက်ကာလာပေါ့နော်ဆိုတော့ဒီဆိုင်ကတော့သူအမြဲလာနေကြဆိုင်ပါသူ့ကိုအမြဲခေါ်လာဖြစ်တယ်အဲ့လိုဆိုတော့အခုဒီကိုအင်စီကလဲဖိတ်တော့သူလဲစိတ်ပြေလဲပျောက်ဆိုပြီးခေါ်လာတာအခုတော့အရန်ဒေါသထွက်နေ ကိုကိုရဲ့အားသာချက်ကပါလဲတန်တယ်အားတန်တယ်မနိုင်ဘူးအခုဆိုတယောက်ထဲလည်းမနိုင်ဘူးနှစ်ယောက်အဲ့လိုချုပ်မရတာအားတန်တယ်ပြီးရင်အားသာချက်တွေအားနဲ့ချက်တွေပဲရှိမယ်ရောက်ပြီတော့စိတ်ကြီးတယ်မောက်မာတယ်အဲ့လို तू 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 စိတ်ကြီးပဲအဲ့လိုမျိုးဘိုကြတယ်အဲ့လို तू တစ်ချက်လုံးရင်နှစ်ချက်ပြန်လုံးတယ်နှစ်ချက်ပြန်လုံးတယ်ဆိုတာထက်လေ ကိုကဘာရဲ့မို့အဲ့လိုလေသူ့ထိလိုက်ပြီးအဲ့လိုထွက်သွားမလား तू ပြန်မလုံးရမချင်းချောင်းနေရအဲ့လိုမျိုးအဲ့မှာမိုးကဘာမှမဟုတ် तू နဲ့လည်းပြီးသွားပြီပေါ့ကိုကိစ္စကိုကိုဂရင်မွာဖုံးသုံးနေဆိုချောင်းပြီးအဲ့လိုလိုက်လာပြီးတော့ပြန်လာလောက်တာနောက်နဲ့ချက်ပေါ့အဲ့လိုရအောင်ပြန်လာနေကောင်းတာပေါ့နော် तू तू လုံးရအောင်မယ်ပေါ့